ောက်ဆုံးငါးစားခြင်းရင်ကျွန်တော်လိုမျိုးလေးချက်စားကြည့်ပါလုံနီးလဲလွယ်ကူပြီးစားလို့လည်းရန်ကောင်းပါတယ်စီဘူးတွေကိုစားလေးဖြူပေးလိုက်ပါအဲ့လို့ဆိုရင်တော့ငါးကြောင်းရင်အိုမကတ်တော်သလိုအရသာလဲဝင်ပြီးသားဖြစ်သွားပါတယ်ငါးလေးတွေထဲကြုံမယ်တစ်ဖက်ရှူဝါရောင်တမ်းပြီးဆိုနောက်တစ်ဖက်လှန်ကြော်ပြီးမယ်နှစ်ဖက်လုံးရှူဝါရောင်တမ်းပြီးဆိုရင်တော့ကြက်သွုံဖြူငရုတ်တီစိဘဲငက်ပြားရဲ့ကျဲဘဲငက်ပြားရဲ့အပြည့်ခယူစီဘီယာရေအတင်းတင်ထည့်ပြီးအဖုံအုပ်က9မိနစ်ချက်ပြီးမယ်အရသာအတွက်ချက်သားမုတ်တကြားငရုတ်ကောင်းမုတ်ထည့်ပြီးအဖုံအုပ်က9မိနစ်ချက်ပြီးမယ် ကျက်သွမ်းမိတ်လေးပြုပြီးအနည်းကျက်တဲ့အထိချက်ပေးပြီးသွားရင်တော့ရပါပြီ။ဒီလိုချက်စားတဲ့ငါဟင်လေးကအရန်စားကောင်းတာမို့အင်္ဂါလူတွေကိုလိုက်လုံကြွေးကြည့်ကြနော်။နောက်ဆုံးငါဝယ်လာရင်ပေါင်းပြီးပဲစားမယ်ဆိုကြာရင်ဤလာပါလိမ့်မယ်။ဒီနေ့မှာတော့လူတော်တော်များမသိသေးတဲ့ငါချက်နီလေးမျှဝေပြီးသွားပါမယ်။ငါလေးကိုကျွန်တော်လိုမျိုးလှီပြီးပကန်းထဲထည့်လိုက်ပါ။စားဘီယာတစ်ဝက်ထည့်ပြီး7မိနစ်စိမ်ပေးမယ်။ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ငါကြီးနံလေးပြောက်ပြီးအညစ်အကြေးတွေလည်းတန်းစင်စီမှာပါ။မယုတ်သီးချိန်ထားတာကိုရေလေးနဲ့ဆေးချလိုက်မယ်။ ကျက်တော်မဲကျက်တော်ဖြူမယုတ်သေးစိဘဲဘုတ်စီနဲ့အနံ့မွေအောင်စီပူလောင်းချမယ်ဘဲငက်ပြာကြီးအကျဲဘဲငက်ပြာကြီးအပြည့်ခယူစီငရုတ်ကောင်းမုတ်ထဲမွေမယ်စားလို့ကောင်းတဲ့အနှစ်လေးတော့ဆက်ပြီးပါပြီအနံ့မွေအောင်ကျက်တော်နီကျက်တော်ဖြူမယုတ်ပွားစီတက်မယ်ငားနဲ့ပဲပြားထဲပြီးဆက်ထားတဲ့အနှစ်ထဲမယ်ကျွန်တော်ဟင်းချက်နီတွေကိုအများကြီးများဝေပေးနေတာမို့ဗီဒီယိုလေးကိုကြည့်ပြီးရင်အသေးလေးပေးပြီးအားပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘဲငက်ပြာကြီးအကျဲနဲ့ဘီယာတစ်ဝက်ထဲပြီး10မိနစ်လောက်အဖုံးအုပ်ပြီးချက်ပြီးမယ် ဒီလိုချက်စားတဲ့ငါဟင်လေးကအရန်မွေးပြီးအရန်စားလို့ကောင်းပါတယ်။အနှစ်လေးကတမင်းနဲ့နယ်စားရင်လည်းလိုက်သလိုခေါက်ဆွဲတုပ်စားရင်လည်းကောင်းတာမို့လူချင်းမင်းတို့လည်းလိုက်လို့စားကြည့်ကြတော့ညီတိုင်းပါချက်စားရမှန်းမသိရင်ကျွန်တော်လိုမျိုးပဲပဲမောက်ပဲပြားလေးကြော်စားကြည့်ပါအသားတွေထထောင်ပူစားကောင်းပါတယ်။ပဲပြားလေးတွေကိုအပြားတသေးလေးတွေထည့်ထားပေးမယ်။စီပူတွေကိုဝတ်သားတွေထည့်ပြီးစီထွက်အောင်ကြော်ပေးမယ်။အနံ့မွေရောင်၊ကြက်တုံဖြူ၊ငရုတ်သီးစိမ်၊ဟင်းချက်ဝိုင်း၊ပဲငက်ပြားရဲ့ကျဲ၊ပဲငက်ပြားရဲ့အပြစ်ထည့်ပြီးစီတတ်မယ်။ ဲပင်မောက်ပွဲပြားထဲပြီးမြပြပြင်းလေးနဲ့မှွေကြောပေးမယ်။အရာသာအတွက်စားကြတာမုတ်ပဲငက်ပြားရဲ့ကျဲခယူစီချက်တော်မိန်နဲ့ရေထဲပြီးမြပြပြင်းနဲ့6စက္ကန့်လောက်မှွေကြောပေးလိုက်ရင်တော့ရပါပြီ။အရင်စားကောင်းပြီးထမင်းလဲမိန်တော်မုတ်လိုက်လို့စားကြည့်ကြနော်။နောက်ကြဝတာကြောစားခြင်းရင်အိမ်မှာပဲကိုရိုင်းကြောစားလိုက်တော့အတွင်သာနူညံပြီးအပေါ်ကုံရရွာလေးဟောပေါ်ဆိုင်တွေကတက်ပို့ပြီးတော့စားလို့ကောင်းပါလေ။အရင်ဆုံးချက်တော်မိန်တွေကိုရင်နွေးပူနေခနာစိမ့်ပြီးနုံနုံစင်ထားလိုက်။ အနေတော်လေးတွေလီထားတဲ့ဝတ်သားတွေကိုဟင်းချဝိုင်းတဲ့စာအတင်တဲ့ငရုတ်ကောင်းမှုတစုံတဲ့နုံနုံစင်ထားတဲ့ချက်တော်မိတ်တဲ့တေချာနေပြီးအရသာအသားတဲ့စေဝင်အောင်15မိနစ်နဲ့ထားမယ်ပကံလုံးအလွတ်တလုံးတွေကိုကျုံအနှစ်နှလုံးထဲပြောင်းကုန်မုံနှစ်စုံထဲဂျုံမုတ်တစ်စုံထဲရေလိုတလောက်ထဲမုံနှစ်ကိုကျွဲမီတန်းအနေထားလောက်ရအောင်ထိဆက်ပြီးကြော်လိုက်တဲ့အခါပိုပြီးကြွရမှုရှိအောင်ဟင်းချက်စီတစ်စုံထဲမယ်ပြင်းရနှစ်ထားတဲ့အသားလေးလောင်းထဲတေချာသမအောင်နေလိုက်စီ60ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့ဦးရဲထဲကြော်ပါမယ် မီးလေလံနေထားတဲ့ရှေဝါရောင်တန်းပြီးကျွရွားတဲ့အထိကျော်လာရင်တော့ရပါပြီကျွကျွရွာလေးနဲ့အရန်စားကောင်းလို့လို့တခုလောက်စားလိုက်မိတာနဲ့လက်ကချချင်မှမဟုတ်တော့ပါဘူးအ мян လေး save ထားပြီးတော့ live လို့စားကြည့်လိုက်တော့နော်လူကြီးမင်းတို့ယုံနိုင်မလားကြက်ချစ်တော်ထဲကို surprise ချိုရီလောင်းထည့်လိုက်တာနဲ့ခလေးလူကြီးမင်းရဲ့အရန်ကြိုက်ကြမဲ့ဟေးမဲ့တမျိုးဖြစ်သွားပါရောလုံနီလေးကလည်းရန်ယိုရှင်ပါတယ်ခုတ်ထားပြီးသားကြက်ချစ်တော်တွေကိုဦးရဲထဲပါမယ်ရေထဲညှိနှမ်းပြအောင်ကျင်းကြက်တော်မင်းနဲ့ဟင်းချောင်းဝိုင်ထဲပြုံးမယ် ွက်တဲ့အခါထွက်လာတဲ့မြုပ်တွေကိုခတ်တုပ်ပြီးမီအေနဲ့နောက်ထပ်10မိနစ်တည်ပါမယ်။ပြီးရင်ရေခဲရေတဲ့ခဏစိမ်းတေချာတန်းစင်အောင်စေးကြော်ပြီးရေချောင်းအောင်တုပ်လိုက်ပါ။အစေးထုတ်ထားတဲ့တံမြာဒီပြအနေငယ်ထဲကြက်သွန်မိတ်ထဲလှိထားတဲ့ငရုတ်ဒီကြောင်ငရုတ်ဒီစိမ်းကြက်သွန်နီးနနံမင်းထဲစားအတင်တင်ထဲဘင်းကပြရဲ့အကြီးစွန်ကြီးတစွန်စာထဲရှာလကာရဲ့တစွန်ထဲခယူးစီအတင်တင်ထဲဆပရိုက်အချိုရည်ထဲပါ။တေချာသမားအောင်မွေပြီးစိမ်းထားလိုက်။နှစ်နာရီသုံးနာရီလောက်စိမ်းပြီးရင်စားလို့ရပါပြီ။ ဒီနီလန်လေးအတိုင်းလှုပ်ထားတဲ့ချက်ချက်တော့ကအရသာရှိပြီးအရန်စားလို့ကောင်းလို့လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်ကြနော်အားလုံးပဲနောက်ကျအမဲနဲ့ရိုးဝဲခဲရင်ဒီလိုမျိုးလေးချက်စားကြည့်ပါနူဤပြီးအရသာဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းတယ်ဒီနီတာတည်သွားရင်တအိတ်လုံးကစဖို့မူကြီးလို့တင်စားခေါ်ကြလိမ့်မယ်အမဲနဲ့ရိုးကိုဥရဲထဲပါရေထဲညှိနှံမထွက်အောင်လို့ကျင်းချက်တော်မင်းနဲ့အစင်းမြင့်အရက်ဖြူထဲပြုံမယ်ထွက်လာတဲ့မြုပ်တွေကိုအောင်ဖယ်ထုတ်ပြီးနံရိုးတွေကိုဆဲထားလိုက်အိုရဲစီပူပြီးဆိုရင်တော့ပဲငရုံငပီတစုံတည်းစီအိန္ဒိယပြောင်းတဲ့အထီမွေပြီးပြုတ်ထားတဲ့နယိုတွေထဲပါ မိပြပြင်းနဲ့မှွေကြောပြီးပြီးတဲ့အခါကျင်းကျက်တော်မိတ်နနက်ပွင့်ကရဝေးရွက်ထဲငရုတ်သီးကြောင်နေငယ်ထဲအရာသာအတွက်ဘင်းကပြာကြီးအကြီးနဲ့အနောက်ထဲပါစားကျက်သားမို့ခယူးစီထဲပြီးအနံလေးမွေးလာတဲ့အထိမှွေကြောမယ်ဘီယာရှိရင်လည်းဘီယာထဲနံရိုးအားလုံးမြုပ်ခံဒီလောက်ရေထဲအဖုံးပိတ်ပြီးမြေအေးလေးနဲ့တနာရီလောက်တည်ပါမယ်ပြီးတဲ့အခါမိပြပြင်းနဲ့ရေခမ်းတဲ့အထိတည်လိုက်ရင်တော့ရပါပြီဆက်ဆက်လေးနဲ့အရန်ရတာရှိပြီးချက်ရတာလည်းလွယ်ကူရိုးရှင်ပါတယ်အိမ်မှာချက်စားကြည့်ကြနော် နောက်ထပ်အမိုက်စားခောက်ဆွဲပြုတ်စားနေတဲ့မျိုးတွေ့ပြန်ပြီးအရန်လွယ်ပြီးအရန်လဲစားလို့ကောင်းတယ်။အိုးရဲကိုငရုတ်စီတစုံထဲငရုတ်သီးစီတဲကိုပဲကြဲဟုတ်တလုံးဖောက်ထည့်ပြီးကြောလိုက်ပါ။ဝါဟုတ်ချောင်းကိုက်ထဲခောက်ဆွဲပြုတ်မှာပါတဲ့အမောက်ထုတ်လေးတွေထဲပါရေတင်တင်ထဲငရုတ်သီးမုတ်တစုံထဲပါချက်တော့မေးအနေငယ်ထဲခောက်ဆွဲကြောက်ထဲပဲပြားနဲ့အမိုထဲနောက်ဆုံးပပလီထားတဲ့ငရုတ်သီးစိမ့်တွေထဲပြီးပွက်အောင်တဲလိုက်ရင်တော့ရပါပြီ။ဘိုက်စားနေတဲ့အချိန်ဒီခောက်ဆွဲပြုတ်လေးသာစားလိုက်ရရင်စားကောင်းလို့ထားတော်အော်ပါလိမ့်မယ်။ တက်တန်းတဝက်ကြိုတော့မှပဲတီလိုက်ရတယ်နေစဉ်ဘွားအတွက်အသုံးဝင်တဲ့နီလန်ကောင်များနံပါတ်1ဒီလိုအရေးတွေပွက်ကြမလာအောင်အိုးဘော်တူလေးနှစ်ချောင်းတင်လိုက်ရုံပဲဒီလိုဆိုရင်တော့နောက်ထပ်ရေတွေဆက်ပွက်မကြတော့ပါဘူးနံပါတ်2နွားနုတ်ကိုခွက်တစ်ခွက်ထဲခွဲထည့်တဲ့အခါအမဲလူလူဒီလိုမျိုးဖိတ်ကြတာပါတယ်ဇုံတစ်ချောင်းကိုခွက်ပေါ်ဓာမျိုးမောက်တင်ပြီးမှနောက်တစ်ခွက်ထဲကိုခွဲထည့်ဒါဆိုရင်တော့အစောကလိုမောက်မကြတော့ပါဘူးနံပါတ်3ပွင့်နေတဲ့နေရာကိုဓာတ်နဲ့ခောက်ပြီးအရာပေးမယ်။မိချင်းတဲ့အရာတိုင်းမိပေးလိုက်ရင်အလုံးပိတ်ပြီးသားဖြစ်သွားပါရော့။ နံပါတ်၄မျက်တော့မခက်ဘဲတရားကြည်တာဒါက၃စက္ကန့်အတွင်းလွဲကူမြန်ဆန်စွာပစွန်တင်ဒီပဲနံပါတ်၅ကျွန်တော်တယောက်တည်းဒီနီကိုတည်ရတော့မဟုတ်ပါဘူးနော်အယုတ်ကျိုးလေးဘလောက်ပဲတို့တို့တန်ခွင်းစုတ်ကိုမရမှစိတ်ပူစရာမလိုပါဘူးပြန်ဖြုတ်တဲ့အခါမှလည်းမခက်ခဲပါဘူးနံပါတ်၆ဒီစီဘူးအပိတ်လေးကိုအမိုက်လိုပဲထင်နေတာတကယ်တော့အပိတ်ကိုဖြုတ်ပြီးဒီလိုမျိုးပြန်ထည့်လိုက်လို့ရတာကိုဒါဆိုနောက်စီထဲတဲ့အခါလက်လွန်ချက်တော့မဖြစ်တော့ဘူးနံပါတ်9ဟင်းရဲ့ရောင်းတဲ့ NDC ကတင်ထားတာ Plastic A ရဲ့အလဲကိုကင်ထားပြီးအရှိတစ်ချက်ကြီးအနောက်တစ်ချက်ချီကြီးလိုက် တော်ရုံတော်ရုံနဲ့အလွယ်တကူဖိတ်မကြတော့ဘူးပိုများတဲ့နီလန်တွေကိုတီးရအောင်လို့ follow လုပ်သွားဖို့မမေ့ပါနဲ့နော်